မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ American Lucy ကကန်ချိန်မှာရဟန်းရင်ပြကြ9ဒံရ American Lucy ကကန်ချိန်တခုမှာရဟန်းရင်ပြကြမှုကြောင့်ကလင်းငယ်ပေါဝင်လူ9ဒံရသွားခဲ့ပါတယ်။နေကင်းချိန်ကြီးကန်ချိန်မှာ Lucy နေတော့ရဟန်းရင်ပြကြခဲ့တာဖြစ်တဲ့အတွက်လည်းဒီဖြစ်စဉ်ကိုဗီဒီယိုမှတ်တမ်းတင်ထားနိုင်သူတွေရှိခဲ့ကြတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းကဟန်တင်တန်မြို့မှာအော်တိုဘားလ17ရက်နေ့ကရဟင်ပြတ်ကျခဲ့တဲ့ရဟင်ကတိတိငိငိပြတ်တမ်းရကနေရုတ်တရက်တစ်ခုခုပြဿနာပေါ်သွားတဲ့ဆက်ချောင်းလေးထွက်သွားပြီးအိမ်နောက်အဆောင်တစ်ခုကိုထိုးကျသွားခဲ့တာဖြစ်တယ်။ကောင်းလျော်စားနဲ့ရဟင်ပြတ်ကျချိန်မှာတော့မီးတော့မလောင်ခဲ့ဘူး။ဒါကြောင့်လည်းရဟင်က လူနယ်ကိုဘေးကင်းတဲ့အထိစီအောင်မြင်မြင်စုပ်ထွေးနိုင်ခဲ့တယ်။နောက်ပြီးတော့လမ်းသွားလလန်သုံးတဲ့တရားရခဲ့ကြတယ်။အဲဒီနောက်ကလူကိုဆင်းရုံတင်ပို့ထားပြီးသူတို့ရဲ့တရားချင်းတွေကိုမသိရသေးဘူး။လူမှုကွန်ရက်ပေါ်မှာရဟန်းရင်ပြကြတာကိုရှူထောင်ပေါင်းစုံကလည်းရိုက်ထားဗီဒီယိုတွေပြန်နိုင်ခဲ့တယ်။ဒေသခံရဲ့တပ်ဖွဲ့ကရဟန်းရင်ဘာကြောင့်ပြရလဲဆိုတာကိုစုံစမ်းနေစေလို့ပြောကြားခဲ့ပြီးအသေးစိတ်ကတော့မထုတ်ပြန်သေးဘူးမြို့ထဲမှာရှိတဲ့ရဟန်းအသင်းတစ်ခုကအဲ့ဒီနေရာမှာရဟန်းရှင်တွေစုဆောင်ဆင်းပြီးတော့ပါဠိတစ်ခုကျင်းပဝစီစဉ်ထားခဲ့တယ်လို့ရဟန်းရှင်တွေရောက်ရှိလာတာကိုပြောသဘောဆောင်ကြည့်ဖို့ကန်းကြံအောင်ဧည့်သည်တွေကိုလည်းနှိုးဆော်ထားတယ် ဒါပေမဲ့ရဟန်းပြကြမှုဖြစ်ခဲ့တဲ့နောက်ပါတီကိုလည်းမကျင်းပဖြစ်ဘူးလို့သိရတယ်။ဆက်လက်ပြီးနေဆက်မှာပါကစ္စတန်နဲ့အာဖဂန်တပ်တွေကြားပစ်ခတ်မှုတွေဖြစ်ပွားနှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကြားကျင်းဆိုင်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အာဖဂန်ကိုထိန်းချုပ်ထားတဲ့တာလီဘန်တပ်ဖွဲ့တွေကပါကစ္စတန်နယ်ခြားဆောင်ကင်းစကန်တွေကိုအော်တိုဘာလာတရက်နေ့မှာတိုက်ခိုက်ခဲ့ရကနေတိုက်ပွဲတွေစတင်ခဲ့ရလို့နှစ်ဖက်စလုံးကတီးပြတယ် ။နောက်အခုသတင်းပတ်ထဲမှာအာဖဂန်မြို့တော်ကဘူးမှာပါကစ္စတန်ကလေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပြီးနောက်နောက်ဆက်တွဲအခြေအနေဖြစ်ပေါ်ပေါက်လာတယ်။တာလီဘန်လက်အောက်ခံအာဖဂန်ကာကွယ်ဝင်ကြီးဌာနပြောရေးဆိုခွင့်အရာရှိအင်နာယက်တူလာခိုရာရက်မီကတော့ပါကစ္စတန်ကအာဖဂန်လေပိုင်နက်ကိုထိပါကျကျော်ခဲ့လို့ရဲ့အတွက်အခုစစ်စင်နဲ့လက်တုံပြန်လာဖြစ်တယ်လို့ပြောတယ်။နှစ်ဖက်ကြားအတိုက်ပွဲတွေအောက်တိုဘာလ17ရက်နေ့ကောင်မှာရပ်တန့်သွားမယ်လို့သိရတယ်။ ပါကစ္စတန်စစ်ဘက်အစိုးရခုတရင်ပတ်ထဲမှာပြစ်လုခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုအားကပူးမြို့ထဲမှာရှိနေပါကစ္စတန်ပြစ်မှတ်ထားခဲ့ရလို့သိရတယ်။အဲဒီတိုက်ခိုက်မှုမှာပြစ်မှတ်ဖြစ်သူအတက်ရှင်ခဲ့လားဆိုတာကမသိရသေးဘူး။ပါကစ္စတန်ကအာဖဂန်မှာတာလီဘန်ရဲ့လုံပုံကိုင်မှုနဲ့ပတ်သက်လို့စိတ်ရှည်တိခတ်မှုတွေကုံဆုံးလာနေပြီလို့ချိန်ချောက်တယ်။ဆလပ်ပြောမန္တလေးမှာပေါက်ကွဲမှုဖြစ်ပြီးသားစုသုံးဦးတန်ရမန္တလေးမြို့ပြည်ကြီးတကွန်မြို့နယ်ရှယ်ရွက်မှာအော်တိုဘားလာ၁၇ရက်နေ့နေ့ကမိုင်သုံးနိုင်ခွဲပေါက်ကွဲမှုဖြစ်ပြီးသားစုဝင်သုံးဦးထိခိုက်ဒဏ်ရရသွားတယ်။ပေါက်ကွဲမှုကပြည်ကြီးတကွန်စာလုံးရွက်ကွက်၁၂၃လမ်း၁၂၄လမ်းကြား 54လမ်းပြီးလမ်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကပယံလောလောတဲ့အမျိုးသားကရှမ်းပြည်မြောက်ပိုင်းတောင်ချိုဆင်းရုံမှာဆင်းရုံပြင်ဆင်ရေးလောက်ကိုင်းစွန့်ပြစ်တန်တူတန်ဆာအထုပ်ကိုမန်လေးကိုယူဆောင်ခဲ့ရအိမ်မှာနေထိုင်တဲ့အခြားမျိုးသားကအထုပ်ကိုဖွင့်ချပြီးတရုတ်လုံကျုံဆွဲလက်ပစ်ဘုံလိုယူဆရတဲ့အကောင်တွေကနေပေါက်ကွဲမှုဖြစ်တာလို့သိရတယ်။ပေါက်ကွဲမှုကြောင့်ထုတ်ဖွင့်ချက်အမျိုးသားနေရှိနေသူရဲ့ဇနီးနဲ့ဆက်သုံးနေရတဲ့သမီးဖြစ်သူထိခိုက်ဒဏ်ရာခဲ့တယ်။မန်လေးကိုပြစ်မှတ်ထားဝါရဖြန့်နဲ့စစ်တပ်ဝါရဖြန့် channel မှာတန်တူတန်ဆာအထုပ်ကိုဖွင့်ချအမျိုးသားဟာ တန်လုံးမှာကျိုးတက်ထားရာကိုတရုတ်လက်ပြဘုံမသိပဲကျိုးကိုဆွဲကြမှာမိခိုရီထွက်လာလို့ရေချိုးကမ်ပစီလွတ်ပစ်ခဲ့မှာတော့ရေချိုးနယ်ဇနီးနဲ့တမီးတို့ပုံစံထိမှန်ခဲ့ရလို့ဖြန့်ဝေထားတယ်ဆလဘီအစကန်တွေကို ISRI ဆိုတိုက်ခိုက်မှာဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တချို့တွေ့ဝိုက်တိုက်ပွဲဝင်တွေအေးထုတ်ပြန်ဘင်္ဂလားဒေ့ရှ်အရခနယ်ဇက်တချို့ ISRI ဆိုဖွဲ့ရင်းနယ်ဇက်ဖြတ်ကျော်ဆေးလှုပ်ရှားတာဂျန်ဖတ်မှုတွေလှုပ်ဆောင်ရမှာဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပွဲတချို့အရာရှိချို့ကကုညီပန့်ပေါ်ပြီးတွေ့ဝိုက်တိုက်ပွဲဝင်နေကြအရခတော်တော်ကြီးကထုတ်ပြန်ပြီးအဲဒီကိစ္စကိုဘင်္ဂလားဒေ့ရှ်ဆရာအနေနဲ့အရေးယူဆပြီးဖို့တိုက်တွန်းနေ ။မရခတ်ဒေသတစ်ခုလုံးစစ်ကောင်စီတပ်အလုံးစုံလွတ်မြောက်ရေးအတွက်စစ်ရင်းနိုင်ငံနီးလန်းနေတုံလုံးဆောင်နေချိန်မှာ ARSA ဆိုတဲ့ဖွဲ့တွေကဘင်္ဂလားဒေ့ရှ်အရခနယ်စပ်ရှောင်းနဲ့ဘင်္ဂလားဒေ့နိုင်ငံအတွင်းတို့မှာရှာ scan ခိုင်မှ scan တွေတင်ဆောက်ပြီး AI လုံခြုံ scan တွေကိုလျှက်တစ်ပြက်ဝင်ရောက်တိုက်ခိုက်တာ။ဘင်္ဂလားဒေ့ပတ်ချံမှာနေပြီးအနောက်ဆက်ပြစ်ခတ်တာပြစ်မဲ့ရဲသားတွေကိုတပ်ဖြတ်တာပြန်ပေးဆွဲချင်းချောက်တာဆိုင်လွတ်တွေပုံမှန်ပြုလုပ်လာတယ်။ အကျင့်ပြပီဂျီဘီရရှိတဖွဲ့ချို့တို့ဟာဆွံ့ရောက်စစ်သွေးကြဝါဒတွေကိုအားပေးအမြောက်ပြုံသားမကအေနဲ့တိုက်ပွဲဖြစ်ပွားရမှာဒဏ်ရာရအကြဆုံး AIS လောင်းတွေကိုဝိုင်းကိုတန်းဖို့ပေးတာဇေဝကုသပေးတာရိတ်ခါနဲ့လက်နက်ကန်တွေထောက်ဖို့ပေးတာဖြင့်အကြဖက်ဖွဲ့တွေပေါ်ဥစားမှုပေးကလုံချွေယူပေးတာဝေဟေကင်းထောက်ပေးတာရေဒါစနစ်ကိုမြအသုံးပြုပြီးလုံချွေစီးရေးဆိုင်အချက်လက်တွေကိုညီပန့်ပို့ပေးတာပြုလုပ်ပေးပြီး AIS AIS ဖွဲ့နဲ့အတူတွဲဝိုက်တိုက်ပွဲဝင်တွေကိုစီစစ်တွေ့ရှာကြအေကထုတ်ပြန်တယ် ဒါကြောင့်နှစ်ဖက်တင်းမမှုခုထက်မြင့်မမလာစေဖို့ဘင်္ဂလားဒေ့ချာပြည့်စွာက AIC ISO ဖွဲ့တွေဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မှအရက်ခဒေတာတွင်ဝင်ရောက်စေလှုပ်ရှားတာကိုအများဆုံးဟန့်တာပေးဖို့ပအဝင်ပတ်သက်တဲ့ BGB ဝန်ထမ်းတွေကိုအများဆုံးထိန်းချုပ်ပြီးဖို့တရားစွာအရေးယူပေးဖို့ AA ကထပ်မံတိုက်တွန်းနေထိန်းချုပ်မှုမရှိရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ထဲမှာစံဖက်အားပေးသူတွေစေအုပ်စုကကျင်းအားကြီးခဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်သာမကနေဆက်တဲ့အာဆီယံဒေတာတွေလုံခြုံရေးတည်ငြိမ်ရေးတွေကိုပါစံဖက် NDN နဲ့အတူချိန်ချောက်လာနိုင်တယ်လို့ AA ကထပ်မံထောက်ပြတယ် ။ AIC ဖွဲ့ဟာစတင်ဘလော့ကအေးစကန်ချိုကိုတိုက်ခိုက်သိမ်းပိုက်နိုင်မှုထိုးစစ်ဆင်ခဲ့လို့မှောင်တော်မြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားတယ်။ဒါပေမဲ့ AIC ရဲ့ကျိုးပန်းဦးမှာအမြင်မဲ့ဆုတ်ခါထွက်ပြတိုက်ခိုက်နိုင်ခဲ့လို့အေးကထုတ်ပြန်တယ်။ဆက်လက်ပြီးဖာကန်တိုက်ပွဲလေးလကြပြင်းထန်နေလို့ဆစ်ရှာပြည်တွေကူညီလွယ်နေလို့ကရင်ကပြောကချင်ပြည်နယ်ဖာကန်မြို့နယ်တွင်တိုက်ပွဲတွေဖြစ်ပွားနေပြီးဆစ်ကောင်စီတဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေဘေးကင်းလုံခြုံအတင်းဆောင်နေကြပြီးကူညီလွယ်နေလို့ကချင်လွတ်လပ်ရေးတမ်တော့ကရင်တင်းပြန်ကြရေးဌာနကအော်တိုဘားလ17ညပိုင်းမှာသတင်းဖော်ပြတယ်။ ။ KI တက်မှာကိုမချတိုင်းနဲ့မြေတွင်းရှင်စစ်ကောင်စီဘက်ကဆင်ရအလုံးရင်တိုးစစ်ဆင်လာလို့အော်တိုဘာလတွင်တိုက်ပွဲတွေပိုပြင်းထန်လာကြောင်းအသိပေးခဲ့ပြီးစစ်ကောင်စီလေးကြောင်းတိုက်ခိုက်မှုအခြေအနေကိုပေါ်ပြတယ်။စစ်ကောင်စီကဇူလိုင်ကနေဆင်ရတိုးချေတာရန်သက်ဖြစ်ခတ်တာလေးကြောင်းပုံချေတာကြောင့် KI ပူပေါင်းတက်နဲ့တိုက်ပွဲလေးလာကြပြင်းထန်ခဲ့ကြောင်းဒေသခံပြည်သူတွေလုံးကြားထွက်ပြေးတိမ်းရှောင်နေရပြီးစားဝတ်နေကူညီလွှမ်းနေကြောင်း KI သတင်းပြန်ကြားရေးဌာနကပေါ်ပြတယ်။စင်ဘာလတွင်လန်ဆက်ဒေသကိုစစ်တပ်ကလေကြောင်းပုံချဲကလူကလေးငယ်ပေါင်းပြည်သုံးပြည်သူတေဆုံးထိခိုက်မှုရှိခဲ့တယ်။ KI နဲ့စစ်ကောင်စီတရဗမာနဲ့ဝိုင်းမော်မှာလည်းတိုက်ပွဲအဆက်ရှိနေပြီးဝိုင်းမော်ကစစ်ကောင်စီတက်စရာနေရာချို့ဗမာကစစ်ကောင်စီတရနေရာချို့ကို KI ဘူးပေါက်တက်ကအခုအော်တိုဘလတွင်မှာတိုက်ခိုက်သိမ်းယူထားနိုင်ပါတယ်။ဆက်လက်ပြောလင်းစစ်တပ်နဲ့ရဲစခန်းကိုတိုက်ခိုက်မှုဆက်စုအများပြားထိခိုက်သေးဆုံးပြီးလေကြောင်းပစ်ကူကြောင့်တွန်လိုင်းတက်တွေပြန်ဆုံခဲ့ရမကွေးတိုင်းမင်းဘူးခိုင်စလင်းမြို့နယ်ကလင်းစစ်တပ်နဲ့ရဲစခန်းကိုတွားတိုက်ခိုက်မှုမှာရဲစခန်းပေါ်တဲ့ကုန်းတွေရောက်ရှိတာပြီးဘဏ်ကတလုံးမဲ့သိမ်းပိုက်ဖို့ကြံရှိချင်းဆက်စုလေကြောင်းပစ်ခတ်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ဆင်းစုကမကွေးလေတက်တဲ့ဂျက်ဖိုက်တာနှစ်ကြိမ်ပုံကျတိုက်ခိုက်တဲ့ပြင်ဆက်လက်တွေနဲ့မှပြစ်ခတ်တာကြောင့်တော်လိုင်းတက်တွေလည်းပြန်လည်ဆုတ်ခွာခဲ့ရတယ်။ဒီတိုက်ခိုက်မှုကိုမေမှုခဲအမတ်ကတန်ရင်တက်ခွဲနေတဲ့သူမေမှုခဲအမတ်ကတန်ရင်ဒရုန်းဖွဲ့ဆလင်ပါလာပါတောင်ကြီးနောင်မျိုးပြဖျောက်ကြဖွဲ့နဲ့မေမှုခဲဘက်ကဖထုတ်လေဖွဲ့နဲ့ပူးပေါင်းလုံဆောင်ခဲ့တာဖြစ်တဲ့တိုက်ပွဲတွင်ဆင်းစုလေးကြောင့်ကြောင်ဆောင်ခဲ့တဲ့ရဲဘော်တိုင်းချင်းအောင်ကိုပူးဆိုင်ရဲ့ဇာပနခန္ဓာနဲ့အမိန့်ပြန်တဲ့ဖတ်တဲ့ရုပ်သံဖိုင်ကိုလည်းမေမှုခဲအမတ်ကတန်ရင်တက်ခွဲနေကအော်တိုဘလ၁၀ရက်နေမှာထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့ဂျပန်မှုတိုက်ဖြတ်ရေးတူတက်ဖွဲ့ဦးစီးပြုလုပ်တဲ့အထူးတက်ဖွဲ့အပတ်စဉ်သုံးသင်တန်းဆင်ပွဲနဲ့လက်နက်အနှင်းချင်းအမျိုးသားညွတ်ရေးဆိုရပြည်ထိုင်နဲ့လူဝင်မှုစည်းကြိမ်ဝင်စည်းဌာနအလောင်းမှာရှင်ဂျပန်မှုတိုက်ဖြတ်ရေးတူတက်ဖွဲ့ကပြုလုပ်တဲ့အပတ်စဉ်သုံးသင်တန်းဆင်ပွဲခန်းနာနဲ့လက်နက်အနှင်းချင်းခန်းနာကိုစတင်မ26ရက်ကစကိုင်းတိုင်း NUG စုံမှုနယ်မြေတွင်တနေ့မှပြုလုပ်ကျင်းပခဲ့လို့အဆိုပါဝန်ကြီးကထုတ်ပြန်တယ်။ တင်တဲ့စံပွဲအခမ်းအနားကိုမြို့သားညီညီစွာပြည်ထောင်ရေးနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးလင်ကိုလက်ဒုဝန်ကြီးဦးကျော်နီတွေ့ဖက်တွင်ဝင်ဒေါ်ဂျူလိုက်နုကအွန်လိုင်းကတဆင့်အမှားစကားပြောကြားခဲ့တယ်။ဒါအပြင်ပြည်ထောင်ရေးနယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကအမြဲတမ်းတွင်ဝင်တဲ့အတူရုံးဖွဲ့ဝင်တွေကစီးရေးပြောင်းခွင့်ကိုတက်ရောက်ချင်းမြတ်အမှားစကားပြောကြားခဲ့တယ်။တင်နေစံပွဲခန်းနာမှာ NUG ဝင်ကြီးဦးလင်ကိုလက်က SOE တပ်ဖွဲ့ဟာပြည်တိုင်းနဲ့လူဝင်မှုကြီးကြပ်ဝင်ကြီးဌာနတိုက်ခိုက်တပ်ဖွဲ့ဖြစ်လို့ SOE တပ်ဖွဲ့ဦးတီထောင်ရတဲ့ရွေချက်ကတော့အင်အားနဲ့နဲ့ကြည်ကြည်လေးလေးစမ်းဆောင်မှုကောင်းကောင်းနဲ့အရေးကြီးစည်ရေးဆိုင်ရာပြည်မှတ်တွေကိုတောင်းဝင်ဆောင်ရွက်ဖို့ဖွဲ့စည်းထားဖြစ်တဲ့ ဒါအပြင်ဦးလင်းကိုလည်းကတက်ဖွဲ့နဲ့ကိုကဲအတောင်ကိုယူထားအတောင်ရှိသွေးနေတဲ့လဲရဲဘော်နဲ့တူတူရဲဘော်ရင်းရှင်ကဦးဆောင်ကစစ်စင်ရီတွေကိုတူတူကအမညာစားနိုင်တဲ့တိုင်းတက်ဖွဲ့ပြအောင်လှုပ်ဆောင်မှုလိုအပ်ပြီးဝင်ကြီးဌာနအနေနဲ့တမန်ရွေးကြဆစ်ပွဲမှာပူပေါင်းဆိုင်နေရရှိတယ်လို့တမန်ရွေးကြမဟုတ်တဲ့ဆစ်ပွဲမှာလဲအဆွေတက်ဖွဲ့အနေနဲ့ကိုတိုင်းကိုကြတာဝန်ယူဆောင်ရမယ့်စစ်ဆေးချက်တွေတာဝန်တွေရှိလာမှာဖြစ်တယ်။စေးပြခန်းနာပြီးမှတင်းနှင်းစင်ရဲဘော်တွေကတင်းနှင်းတွင်လေ့ကျင့်သင်ကြားခဲ့တဲ့မြမတိုင်းတရုတ်ဖော်ပြတာကျင်းတွေကိုအများနဲ့တဝင်ကကြည့်ရှုခဲ့လို့သိရတယ်။အဆောရပတ်စင်သုံးတင်တဲ့ဂျပန်ဆေးဥစုကို နီလာမျိုးစုံနဲ့တိုက်ခိုက်ချင်းမုန်းနိုင်မှုရွေပြီးစကိုင်းတိုင်းစုမှုနယ်မြေတွင်85ရဲကြားကျမပြုလုပ်ခဲ့တင်နှံဖြစ်လို့စကိုင်းတိုင်းနဲ့မကွေးတိုင်းတို့ကတင်နှံသားတွေကိုစီစစ်ရွေးချယ်ကတင်ကြားခဲ့ရဖြစ်တယ်လို့လည်းသိရှိရပါတယ်။နားဆင်အောင်ပြကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါရရှင်။